တချိန်ကလှပခဲ့တဲ့ကြောင်းရှည်ကစိန်မန်းမင်္ဂလေးဟာအခုတော့ရိုးရံပြန်ပြန်ဖြစ်သွားပြီးတော့တကိုင်းတချို့ကလည်းကြိုးကျင်နေပါပြီ။မြေပြင်ပေါ်မှာလည်းအစိမ့်ကြွေကြွေနေတဲ့တည့်ရက်တွေပြန်ကျဲနေသလိုတစ်စိမ့်ချိုးအချိုးခံထားရတဲ့အကိုင်းအခက်တွေလည်းဟိုနားမှာတချို့ဒီနားမှာတချို့တွေ့နေရပါတယ်။တခြားအနီးနားကတစ်ပင်၄၅ပင်ကလည်းအရွက်မဲ့နေကြပါပြီ။ကြောင်းခေါင်မူနေရာတချို့ကလည်းဟာလာဟင်းလင်းပွင့်နေပါပြီ။ဒါကတော့အိုးထိန်ခွင်ကြေးပါအထက်တန်းကျောင်းရဲ့အမြင်ခွင်ပါ။အဲ့ဒီကျောင်းကအမျိုးသားညီညွတ်ရေးအစိုးရ NUG ကထူထောင်ဖွင့်လှစ်ပေးထားတဲ့ဂျာကာလပညာရေးအထက်တန်းကျောင်းမှာအဲကျွန်တော်တို့ဒီကျွန်တော်ဦးရင်းရင်းရာဒီစာသင်ကျောင်းကိုစာသင်နေတဲ့အချိန်မှာကျွန်တော်ပေါင်150ပုံစံနှလုံးနဲ့အဲတိုက်တိုက်ခိုက်ခဲ့တာပေါ့အဲ့တော့အဲ့နာမှာတက်ဒီဒီဒေါ်လာကြီးတက်ဒီတက်ဆွဲတာလည်းမရှိဘူးစာသင်ကျောင်းအနီးနားမှာရောပရမမှာရောပေါ့အဲအဲ့ရွာထဲမှာရောပေါ့နော်ဒီဒေါ်လာကြီးတက်ဒီရောလက်နက်ကင်တက်ဒီရောတက်ဆွဲထားတာမရှိဘူးအဲ့ဒီဘီသူ ခြေပြုစာသင်ကျောင်းကိုပဲ UTP တိုက်ခိုက်သွားလို့ယုံကြည်ရတယ်ပေါ့တိုက်ခိုက်သွားတဲ့ဟာမှလည်းအဲတော်တော်လေးအတိတိကျကျကိုတိုက်ခိုက်သွားတဲ့ပုံစံမျိုးဖြစ်တာပေါ့အဲ့မှာကျွန်တော်တို့အဲတိုက်ခိုက်မှုမှာကျွန်တော်တို့ဒီကျောင်းဆရာမနှစ်ဦးပေါ့နော်ကျောင်းဆရာမနှစ်ဦးရဲ့ကျောင်းသားကျောင်းသူစုစုပေါင်းအယောက်20စုစုပေါင်း22ဦး22ဦးအသေးဆုံးခဲ့ပါတယ်နောက်ပြီးတော့တရားဆရာမနှစ်ဦးနဲ့ကျောင်းသားကျောင်းသူ20ဦးဗျအဲအသေးဆုံးခဲ့ပြီးတော့အခုကျွန်တော်တို့တရားရကအခုအဲ အခုရရတော့လိုက်ပြီးစီစဉ်နေတဲ့အထက်မှာတော့ဒံရရကကျွန်တော်တို့အခု50ဝန်း50ကျော်လောက်တော့ရှိပြီဗျာ။ကောင်းကင်မှာလေရင်ဝဲလာရင်ကိုပဲပြည်သူလူထုကစိုးရိမ်ထိတ်လန့်နေကြပါတယ်။စစ်ကောင်စီဟာငလျင်ဘေးကပ်ဘေးကြီးကြောင့်ဒီတလာလုံးအပြစ်ခတ်ရက်ဆဲမယ်လို့ကြေညာထားပါတယ်။အခုတော့တိုက်ပွဲမရှိတဲ့နေရာမှာအသလွတ်လာပြီးတော့ဘုံကျဲသွားပါတယ်။အဲ့ဒီနေရာမှာတော်လန်ရေးတပ်တွေစခန်းချထားတာမရှိသလိုရွာအနီးအနားမှာတော်လန်ရေးစခန်းအထိုင်ချအနေအယူထားတာမျိုးလည်း မရှိဘူးလို့ဆိုကြပါတယ်9နိုင်ခွဲချိုချိုပေါ့9နိုင်40ဝန်းကျင်မှာဟုတ်မနေ့မနေ့9နိုင်40ဝန်းကျင်အဲကျွန်တော်တို့အဲ့ခုနဂျက်ဖိုက်တာတက်လာပြီကျွန်တော်တို့တပင်းဒီဘက်ကျွန်တော်တို့ဒီဘက်မှာတော့ဂျက်ဖိုက်တာတက်လာပြီဆိုရင်လည်းစကားပြောစမ်းနဲ့ဒီဖြန့်ဝေတဲ့တရင်ဖြန့်ဝေတဲ့စနစ်ရှိရပေါ့ဗျာဂျက်ဖိုက်တာတက်လာပြီကျွန်တော်တို့ဒီအရာတော်တို့မုံရအရာတော်တို့ဘာလို့ချိုးလာပြီဆိုကြတဲ့ကနကုပတ်နယ်ထဲမှာတော့အကုန်လုံးသတိရှိပြီးတော့ပြင်ဟိုသတိရှိကြရတာပေါ့သို့တော့သတိရှိကြတယ်ဆိုတဲ့ဘိုင်းကား ဒီကာကွယ်ရေးအဖွဲ့တွေလက်နက်ကိုင်အဖွဲ့တွေကသိရှိကြတာပေါ့ဗျာကျွန်တော်ចောင်းသားတွေပြည်သူတွေတော့အဲ့လောက်ကြီးအဲဘယ်သိပါမလဲအဲ့လိုနေသားမှုဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကလည်းဒီအဖွဲ့အစည်းတစ်ခုခုရဲ့နေရာတစ်ခုခုကိုမြန်ပြစ်ခတ်မှုဖြစ်တယ်လို့ပဲကျွန်တော်တို့ကဟိုထင်ခဲ့တာပေါ့အဲ့လင်းလာပြီးတော့နှစ်ခေါက်သုံးခေါက်လောက်သူခေါင်းပေါ်မှာဝဲပြီးတော့ပြစ်ခတ်လိုက်တာပေါ့ဒီခရတဲ့အချိန်မှာကျွန်တော်တို့ကတော့ခဏခဏပြောလို့ပဲကာကွယ်ရေးအဖွဲ့အစည်းတစ်ခုခုရဲ့နေရာတို့ဘာတို့ကိုပြစ်ခတ်တယ်လို့ပဲထင်လိုက်တာအဲ့တော့ကျွန်တော်တို့ကြားလိုက်တဲ့အချိန်မှာ အဲတခါလေတခါလေးပဲနှလုံးသက်တိုက်တခါလေးပြစ်ချသွားတယ်ပြစ်ချသွားတယ်ကျွန်တော်တို့ကကြားလိုက်တဲ့အချိန်မှာဒါကတော့ဘယ်တခုခုပြစ်တာလို့အောင်းမိတာပေါ့အဲလိုနောက်ပြီးတော့ကျွန်တော်တို့လင်းပြန်သွားတဲ့အချိန်မှာကျွန်တော်တို့လက်ပတ်ပြီးတော့စုံစမ်းတဲ့အခါကျတော့အဲ့ဒီကဦးရင်းနီမော်တွေကစာတင်ကြောင်းကိုပြစ်ခတ်သွားတယ်ဆိုတော့ကျွန်တော်တို့သိရတယ်ပေါ့နော်ဟောတီးတော့ကျွန်တော်တို့လည်းအဲချက်ချင်းအဲအင်းနီးနားမှာရှိနေတဲ့ကျွန်တော်တို့ဟိုဒီဒီဒီလိုမျိုးကုညီကစေးတွေလုပ်နေတဲ့ စီးဖွေလေးတကူကိုကျွန်တော်ကလမ်းပြီးတော့ဆက်သွဲပြီးတော့ဟိုသွားဖို့ပြောလိုက်တာပေါ့အဲ့တော့သွားတော့သူတို့ကသွားကြတဲ့အချိန်မှာကျွန်တော်ဒီကိုချက်ချင်းဟိုဆက်သွဲလာတယ်အဲဒီမှာကလေးတွေရှိနေတဲ့ကျောင်းလေးကိုပြစ်သွားတာပေါ့နော်ကလေးတွေရှိနေတဲ့ကျောင်းလေးကိုပြစ်သွားတာအဲအတူတွေရောပြက်သွားတယ်ရောအများကြီးပဲရှိတယ်ဆိုပြီးဆက်သွဲတဲ့အပွဲကသဒီစီးဖွေရတာတော်တော်လေးတွေးပြတဲ့ပုံစံနဲ့ကျွန်တော်ဒီဆက်သွဲလာပြီးတော့ကျွန်တော်လည်းအဲအခြားမှာရှိနေတဲ့စီးဖွေတွေကိုကူညီချိန်ဆက်တော့ပြီးတော့ ဒီဟိုရေပေါ်ရှင်းဒီပိုင်းစနေပြင်ခိုင်းအနည်းရမရှိကြီးပါလေလက်ပံကူညီတော့ပြီးတော့အဲ့လိုမျိုးသွားခိုင်းတာပေါ့နော်သွားခိုင်းပြီးတော့ကျွန်တော်နောက်ကချက်ချင်းကျွန်တော်လေးထွက်သွားလိုက်တယ်တော်လိုင်းရေးအဖွဲ့တစ်ခုခုကိုပြစ်မှတ်ထားတိုက်ခိုက်တာမျိုးလုပ်လိမ့်မယ်လို့ထင်တဲ့အတွက်တော်လိုင်းရေးအဖွဲ့တွေကသတိထားနေခဲ့ကြပါတယ်ဒါပေမဲ့တိုက်လေရင်ဟာရွာရဲ့အလဲစာတင်ကြောင်းပေါ်တက်တက်ကိုဘုံကျဲသွားပါတယ်စစ်ကောင်စီအာဏာသိမ်းလို့ပြည်တွင်းစစ်ကြီးဖြစ်ပွားလာပါတယ်ပြည်တွင်းစစ်ဖြစ်တော့ ပုံမှန်ပညာသင်ကြားရေးစနစ်ပျက်စီးသွားပါတယ်။ဆရာဆရာမတွေထဲမှာလည်း CDM ကတချို့ non CDM ကတချို့ဆိုတာကြီးဖြစ်ကုန်ပါတယ်။အများပြည်သူကတော့ကိုသားသမီးကိုစာမတက်ပေမတက်မဖြစ်စေချင်တော့ရတဲ့ပညာရေးနဲ့ပဲဆက်တင်ကြရပါတယ်။အဲဒါလိုရရပညာရေးကိုနီးစပ်ရပညာရေးနဲ့ခီးဆက်ပြန်တော့လေ NUG ဖွင့်လှစ်ထားတဲ့စာသင်ကျောင်းမို့လို့ဆိုပြီးတော့ပြစ်မှတ်ထားပြီးတော့လေရင်နဲ့ပုံကျတာကိုခံရပြန်ပါတယ်။စာသင်ကျောင်းရှင်ပါမိဘတွေဟာကိုသားသမီးကို အမောတကောရှာဖွေကြပါတယ်။တာသမိအလောင်းကိုပဲပြန်တွေ့ရတဲ့သူတွေလည်းရှိတယ်လို့ဒံယာဘလဘွားနဲ့တွေ့လိုက်ကြရတဲ့သူတွေလည်းရှိပါတယ်။တာသမိကို အကောင့်တိုင်းပြန်တွေ့ရသူ တချို့ရှိပေမဲ့သူတို့လည်းဘလို့မှပျော်နိုင်ကြပါမလဲဗျာ။သူတို့ဘေးအနီးအနားမှာငိုသံယိုသံအော့ခေါ်သံရှာဖွေသံတွေစုညံနေပြီးတော့မိ गो တွေဖုံမှုတွေကလည်းလေတူထဲမှာမှွန်တက်နေစေဖြစ်လို့ ်မျက်မြင်ကိုတွေ့ကြုံတွေ့ခဲ့ရသူတယောက်ကနေပြီးတော့စိတ်ညစ်ညူးပဲအဲ့ဒီအခြေအနေကိုပြန်ပြီးတော့ကြတော့ပြော့ပြပါတယ်အစိုးဆုံးသူတွေကတော့သားသမီးကိုအရှင်လဲမတွေ့အသေးလဲမတွေ့ရတော့လို့ခြေထောက်အပြက်ကလေးတွေလက်အပြက်ကလေးတွေဝတ်သွားတဲ့အင်ကြီးလေးတွေကိုလိုက်ရှာပြီးတော့ဆက်ဆက်နေရရှာတဲ့မိဘတွေပါအဲကျွန်တော်တွေ့ခဲ့တဲ့မိသားစုတခုဆိုရင်ကလေးနှစ်ယောက်ပေါ့နော်တန်တီမောင်နှမနှစ်ယောက်စလုံးလုံးဝဟိုတက်ဆုံးသွားတဲ့ ပုံစံဖြစ်သွားတော့မအေးဖြစ်သူရောဖေးဖြစ်သူရောဘာလို့လဲလဲယူမတက်တော့သူတော်တော်လေးဖြစ်တာပေါ့စစ်ကောင်စီအလိုတော်ကြီးတွေကတော့အခုထိမဟုတ်ပါဘူးလို့အကြောက်ကံညှဉ်းဆန်နေကြတော့မှာတချို့ကကလေးတွေတည်တယ်ဆိုတာမဟုတ်ဘူးဆိုပြီးတော့ညှင်းပါတယ်တချို့ကလေရင်နဲ့ဘုံကျဲတယ်ဆိုတာမဟုတ်ဘူးဆိုပြီးတော့ပြင်းပြထန်ထန်ညှဉ်းဆန်နေကြပါတယ်ဒါပေမဲ့ဘိုလ်ချုပ်စော်မင်းထွန်းတောင်မငြင်းရဲတော့အောင်တက်တဲ့အထောက်အထားတွေကအမြောက်များနဲ့ခိုင်ခိုင်မာမာရှိနေပြီးပါပြီအဲ့ဒီအကြောင်းက လူငယ်လေးတွေကိုဆီယမဒေါ်ရတီအောင်ကအဲ့ဒီစာတင်ရောင်းနေမှာပဲမေးမြန်းထားတဲ့ဗီဒီယိုတက်တွေလည်းရှိပါတယ်တို့အဲ့ဒါဖြစ်တော့ဘာတင်တဲ့အချိန်ရောပထဝီတင်တဲ့အချိန်ပထမတစ်ချိန်ဝဲတော့ငါသားတို့တတိထားမိလားဒီနိုင်လို့ပဲဖြစ်တာပါမာလို့နာတာ။အော်ကျောင်းဆက်လာလို့ဖြစ်တာ။အော်တားလို့တန်းနေရအောင်တည်သွားတဲ့လူရှိလား။ရှိတာတရား။ရှိတယ် ဘယ်နားမှာထိုင်တာလို့ तू อ่ะရှေ့တန်းခုံမှာထိုင်တာမင်းကလေးလာယောက်ျားလေးလာယောက်ျားလေးတည်သွားတာဩ तू อ่ะရှေ့ဆုံးမှာထိုင်တာပေါ့နော်တည်သွားတယ်သားတို့တငယ်ချင်းအသက်ဘယ်လောက်ရှိပြီလဲဆက်ခုံတော့ဆက်ခုံတော့တော့ရှိမနာမည်ကဘယ်လိုခေါ်ရလဲနာမည်ကမျက်လို့မောင်မျက်လို့မောင်ဟုတ်တယ်เนาะအန်တီလည်းတွေ့တယ်အရှိမသွေးခွက်ကြီးတွေ့ပါတယ်အဦးဆုံးအဲ့ဒီနေရာကိုရောက်လာနိုင်တဲ့စိတ်တက်ဖွဲ့ကလည်းလူ၄ယောက်ပဲရှိပါတယ် လူနာနဲ့လက်မလဲနိုင်တော့အောင်ဇောချွေးပြန်အောင်အလုပ်လုပ်ခဲ့ကြရပါတယ်။ကျွန်တော်ရောက်တဲ့အချိန်မှာကတော့အဲ့ဒီမစီဖွဲ့ကကြောက်လာတဲ့လူနာတွေအရန်အုံနေပြီ။လူနာတွေအများဆုံးအများကြီးပဲဟိုစီဖွဲ့ကချက်ချင်းယာယီတဲလေးတစ်ခုလုပ်ပြီးတော့အယာယီနေရာလေးတစ်ခုလုပ်ပြီးတော့အဲ့နယ်လေးမှာစီကူနေရပါ့။အဲ့မဲ့လူနာတွေအများကြီးပဲဟိုចောင်းသားတွေဖြူစင်းနေတဲ့ចောင်းသားတွေသူတို့ရဲ့အမိပါတွေဘောနောအစီဖွဲ့ရလဲသူတို့ရောက်နေတော့ရောက်ဆက်ဆာချင်းရောက်ရချင်းမှာဘောနောသူ၄ယောက်ပဲရှိရ၄ယောက်ပဲရှိတဲ့အချိန်မှာသူတို့နားမှာဟို ဟိုကလေးလူနာပေါင်းအယောက်30ဝန်းကျင်လောက်ရှိရယ်အယောက်30လောက်ရှိနေအဲ့ဒါကိုသူတို့ဟိုအစင်းလိုက်ဆင်းလိုက်ခွဲပြီးတော့အရေးကြီးလူနာတွေကိုယင်ခုအရေးမကြီးတဲ့လူနာတွေကိုဟိုခဏထိတ်တာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ခုပြီးတော့အချက်ချင်းတခြားဘက်တွေရောက်လာတဲ့အကူအညီပေးဖို့ရောက်လာတဲ့ကားတွေနဲ့တင်ပြီးတော့ဟိုကုသမှုရနိုင်တဲ့နေရာတွေရှိအဲလွှဲပြောင်းပေးဖို့ရတာပေါ့အဲတရွာလုံးလေးလုံအောင်အချိန်မှတော့ဟိုတရွာလုံးပါပဲတရွာလုံးဆိုတော့ နှစ်ရွာစလုံးလို့ပြောလို့ရတယ်။ဦးရင်းတွင်းကတောင်ရွာနဲ့မြောက်ရွာဆိုပြီးနှစ်ခုရှိအဲ့နှစ်ရွာလုံးမှာဘလုံးဝငိုတန်းနေအဆူညံနေတဲ့အနေအထားမျိုးတွေနဲ့ရှိခဲ့ကြတာပေါ့။ကလေးတွေဆိုရင်လည်းသွေးပြက်တဲ့သွေးတွေပဲပြက်နေကြတယ်။ကြောင်ပြီးတော့တချို့လူနာကလေးတွေဆိုရင်မိဘတွေကတောတွေတောင်တွေတဲသွားနေရတဲ့အခါကျတော့တချို့ကလေးတွေဆိုရင်သူတို့ရဲ့ဟိုဟာတွေမိသားစုတွေဘာတွေကရှိမနေဘူးပေါ့နော်။မိသားစုတချို့ကတောထိုက်မှာပဲနေကြပါတယ်။မကြခင်ကမိုးလေးတစ်ပြိုင်နှစ်ပြိုင်ကြာထားပြီးတော့မြေအစိုးရကလေးရထားတော့ မြေဘက်အချိန်မီစိုက်နိုင်အောင်တောထဲမှာပဲစကန်းချပြီးတော့တဲထုတ်ပြီးတော့အချိန်မီအောင်ထွန်ကြရက်ကြရပါတယ်တောထဲမှာအဲ့ဒါလိုယာယီစောက်ထားတဲ့တဲတွေကိုတောထိုင်လို့ညာဒေသမှာခေါ်ကြပါတယ်တချို့နေရာတွေမှာတောင်ရတဲ့လို့ခေါ်ကြတာမျိုး ਨੇ အတူတူပါပဲအဲ့ဒါလိုကာလာမျိုးမှာမိဘတွေကစိုက်ပျိုးရေးအတွက်ရုန်းကန်နေကြရတဲ့အခါမှာတာသမီတွေကိုတော့ပညာရေးမလစ်ဟင်းစေခြင်းလို့ ရွာတွေကဆွေမျိုးနီးနားတွေစီမှာထားခဲ့ကြပါတယ်အဲ့ဒါကြောင့်ကယ်ဆယ်ရေးတွေရောက်လာတဲ့ချိန်မှာမိဘနဲ့တာသမီမစုံနိုင်ကြတဲ့ဘက်နဲ့မျက်စိတငယ်နားတငယ်ဖြစ်နေရှာတဲ့ကလေးတွေလည်းရှိနေပါသေးတယ်မိဘကိုမတွေ့တဲ့တာသမီတွေနဲ့တာသမီကိုမတွေ့ရတဲ့မိဘတွေရဲ့အော်ဟစ်ငိုရိုစံတွေဟာအုံအုံကြွကြွစုံညံနေပါတယ်တပ်ပုံတွေရောငိုကြယူကြတဲ့ဗီဒီယိုတွေရောကုညီကယ်ဆယ်သူတွေရော အလောင်းပုံတွေရောတက်သေးအထောက်ထားအများအပြားရှိတယ်လို့ဒီကိစ္စကို ပြောပြနိုင်တဲ့မျက်မြင်တက်သေးလူတက်သေးယာနဲ့ချီပြီးတော့ရှိနေတာတောင်မှစစ်တပ် lobby တွေကမျက်လုံးစုံမိတ်ပြီးတော့ညှင်းနေကြပါတယ်ခလေးအလောင်းပုံမှာသွေးသိမ့်မမြင်ရဘူးလို့သွေးကအစ်စ်မဟုတ်ဘူးလို့ပြောကြဆိုကြတာတွေရှိတယ်လို့လက်လုံးပုံကွဲလို့ကိုလနက်နဲ့ကိုပြန်ပြီးတော့ခန်းရတာပါလို့ဆိုအတင်းညှင်းတဲ့သူကလည်းညှင်းကြပါသေးတယ် အဲ့လေရင်အဲ့နေရာကိုရောက်သွားတယ်ဆိုတာမျက်မြင်သက်သေတယ်တကယ်တော့အများကြီးရှိပါတယ်ဒီရွာလည်းမကလာဘူးဒါကလည်းနေဝဲတယ်ဆိုတော့ကဒါနဲ့ဝင်ကုတ်တာလည်းမဟုတ်တနေ့တူလီနဲ့ဆက်ထဲဝင်ကြည့်တာလည်းမဟုတ်ဘူးလေအားလုံးတိရတယ်အနေထားပါဘယ်လိုမှညင်းလို့မရပါဘူးသူတို့မဟုတ်တာကလုံတာသူတို့ဖုံးကွယ်စီလို့ဟိုဆင်းရဲဟိုပါစင်တီကိုစိတ်တည်ရင်လည်းပုံနဲ့လုံးရပါပဲဒါကညာလို့မရပါဘူးဒါတမင်သက်သက်ပြီးတော့ဒါက ကျောင်းသားတွေပဲရှိနေတဲ့နေရာကိုတမင်တက်တက်ဦးတည်တိုက်ခိုက်တဲ့ချမ်းဖက်လို့ရတက်တက်ပါပဲအဲသူတို့ရည်ရွယ်ချက်ကအဲဒီလိုကျောင်းသားတွေကိုတမင်တက်တက်သေးသေးချင်းလို့တိုက်ခိုက်တယ်ဆိုလဲအဲသူတို့ရည်ရွယ်ချက်တော့အောင်မြင်သွားတယ်ပေါ့တကယ်ပဲကျောင်းသားတွေအများကြီးစိုးချုံခဲ့ပါတယ်လူငယ်တွေကလေးတွေပါပဲဘာအပြစ်မှမရှိဘာမှမသိကြဘူးစာပဲတင်နေကြတယ်ဟာဖြူစိမ့်လေးတွေနဲ့အားလုံးမြင့်မြင့်တက်တက်၃ယောက်ကိုကျွန်တော်မင်းမြန်းစုံစမ်းပြီးတော့အခုဒီသတင်းကိုတင်ပြနေတာပါ နှစ်ယောက်ကအတန်အသုံးပြုခွင့်မပေးတဲ့အတွက်ကြောင့်အချက်လက်တွေကိုပဲမေးမြန်းစူးစိပြီးတော့ကျွန်တော်ကပဲပြန်ပြီးတော့ပြောထားပါတယ်။ကြောင်းမော်ကိုဘုံနှလုံးစလုံးတက်တက်မက်မက်ကြတာဟာမတော်တဆမဟုတ်ဘဲနဲ့တမင်ကိုတိတိကျကျပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တာလို့မျက်မြင်သက်သေအားလုံးကယုံကြည်ယူဆကြပါတယ်။အဲကျွန်တော်ဒီဘက်ပိုင်းမှာဂျုံသွားတဲ့လောက်လေးရင်ပြစ်ခတ်မှုတွေကတခါမှပြစ်မှတ်လွဲချော်တယ် ဟိုအရင်တော့ကမှအစောပိုင်းကာလတွေတုန်းကဆိုရင်ဒီနေရာကိုပြည့်ရင်ဟိုဘက်မီတာ90လောက်ကိုကျတယ်မီတာ100ကိုကျတယ်လို့ရှိသေးတယ်ဒီနောက်ပိုင်းမှာမြင်ရတဲ့ပြစ်ခတ်မှုတွေတော့ဟိုပြစ်မှတ်လွဲချော်ပြီးတော့ကျတယ်ဆိုတာကျွန်တော်ကတော့သိမကြဘူးတော့ဘူးပေါ့နော်အဲခုမှန်တဲ့နေရာကလည်းစာတင်ကြောင်းကမှစာတင်ကြောင်းတက်တက်ဖြစ်တဲ့အတွက်ဒါကတော့ဟိုရည်ရွယ်ချက်ရှိရှိကိုပဲဒီစာတင်ကြောင်းကိုတိုက်ခိုက်တာဒီကလေးတွေကိုပဲ UTP တိုက်ခိုက်တယ်ဆိုတဲ့ဟာကတော့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းဟုတ်တည်တာပါလေဒါရှင်းဟိုညာလို့မရဘူးဖုံးကွယ်လို့မရပါဘူးဒီနေ့တနေ့ထဲမှာပဲ ကံကောမြို့နယ်လဲမကျေးရွာမှာလဲပကဘစကန်ကိုဝင်စီးပြီးတော့ကလေးငယ်ចောင်းသား၄ယောက်နဲ့ပကဖ9ယောက်ကိုတနက်နဲ့ပြစ်ခတ်တပ်ဖြတ်သွားပါတယ်။ချောင်းဦးမြို့နယ်ကမှန်ချိုရွာကိုလဲအိုရင်းခွင်းနဲ့တပြိုင်နက်ထဲလောက်မှာပဲဘုံကျဲတိုက်ခိုက်သွားလို့အမျိုးသမီး၂ယောက်တေဆုံသွားခဲ့ပါတယ်။ဒါအပြင်ပလောင်ဒေသမှာလဲလေချောင်းနဲ့တိုက်ခိုက်လို့တေဆုံတာတွေဒီနေ့မှာပဲဖြစ်ခဲ့ပါတယ်။ဒါတွေကိုကြည့်လို့ရှိရင်အရက်သားတွေကိုတိုက်ခိုက်တာကလေးငယ်တွေကို တက်ဖြတ်တာတွေဟာမတော်တဆအဖြစ်ပြက်တွေမဟုတ်ဘူးဆိုတာထင်ရှားပါတယ်မတော်တဆလို့ပြောမယ်ဆိုလို့ရှိရင်လည်းတနေ့တည်းမှာလေးကလောက်မတော်တဆဖြစ်နေတယ်ဆိုတော့လူကြီးကြီးဖြစ်နေပါလိစစ်ကောင်စီဟာမြေပြင်မှာတက်တက်ချင်းမရှင်နိုင်တော့တဲ့အတွက်ကြောင့်လေချောင်းကနေပြီးတော့ဘုံကျဲတဲ့ဤကိုပဲသူတို့ရဲ့အဓိကတိုက်ခိုက်ဤအဖြစ်နဲ့အသုံးပြုလာပါတယ်လေချောင်းကနေတိုက်ခိုက်တဲ့အခါမှာလည်းအရက်သားနဲ့တော်လိုင်းရင်သမားမခွဲခြားပဲနဲ့အကုန်တိမ့်ကျုံပြီးတော့ဘုံကျဲတိုက်ခိုက်တဲ့ဤကို အစပိုင်းမှာအစောပိုင်းမှာတော့သုံးပါတယ်အခုတော့အကုံသိမ့်ကျုံပြီးတော့ရောနောတိုက်ခိုက်တာတော့မဟုတ်တော့ပါဘူးအခုနောက်ပိုင်းမှာအရက်သားပြစ်မှတ်တွေကိုပဲတမင်ရွေချက်ရှိရှိနဲ့ကိုတိုက်ခိုက်လာပါတယ်ဘာကြောင့်အဲ့ဒါလို့အရက်သားပြစ်မှတ်ကိုရွေချက်ရှိရှိနဲ့တိုက်ခတ်တယ်လဲဆိုတော့အဲ့ဒီတာမန်အရက်သားတွေကိုပါရန်သူလို့သဘောထားလာလို့ဖြစ်ပါတယ်တော်လိုင်းသမားတွေကိုစစ်ကောင်စီကသူတို့ရန်သူလို့သဘောထားပါတယ်ဒါပေမဲ့ဒေသခံပြည်သူတွေကတော်လိုင်းသမားတွေကိုထောက်ခံနေပါတယ် အဲ့လိုထောက်ခံနေတဲ့အတွက်သူတို့ရန်သူကိုထောက်ခံအားပေးတဲ့သူဟာသူတို့ရဲ့ရန်သူလိုပဲတတ်မှတ်လိုက်ကြပါတယ်စစ်ကောင်စီကပြည်သူကိုတိုက်ခိုက်နေတယ်လို့ကျွန်တော်တို့ကပြောနေပေမဲ့သူတို့သဘောထားကတော့ရန်သူကိုတိုက်ခိုက်တာပဲလို့သာသဘောထားနေတာဖြစ်ပါတယ်ဒီသဘောထားကိုစစ်ကောင်စီကဗစက်ကနေလဲထုတ်ပြောခဲ့ပြီးပါပြီပိုကန်တို့ TNL တို့နဲ့ဆွေးနွေးပွဲတွေလုပ်ကြတဲ့အခါမှာမျိုးတွေကနေပြီးတော့ပြန်ဆုတ်မပေးလို့ရှိရင်မင်းတို့ပြည်သူတွေကိုအများပြားတေအောင်ငါတို့ကလေရင်နဲ့လာပြီးတော့ ဘုံကျဲပြစ်လို့ရတယ်လို့စစ်ကောင်စီရဲ့ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကဟိုက်ကင်းဆွေးနွေးပွဲမှာပြောခဲ့ကြောင်း TNL ဒုတိယစစ်ဦးစီးချုပ်တာဖုံးကျော်ကပြန်လည်ပြီးတော့ထုတ်ဖော်ပြောကြားထားခဲ့မှုပါတယ်အခုလို့ကလင်းငယ်တွေကိုတိုက်လို့သူတို့ဘာများအကျိုးရှိမှာလဲလို့လူအများပြားကမေးခွန်းထုတ်ချင်ကြပါလိမ့်မယ်သူတို့မှာတော့ရည်ရွယ်ချက်ရှိပြီးသားပါတော်လိုင်းရေးသမားတွေရဲ့တာသမီတွေတော်လိုင်းရေးထောက်ခံတဲ့ပြည်သူတွေရဲ့တာသမီတွေကိုတတ်ဖြတ်ပြခြင်းအဖြစ်ပြည်သူတွေကြောက်လန့်သွားအောင် တွန်လိုင်းသမားတွေစိတ်ထိခိုက်အောင်လုပ်တာပါဒါမျိုးတွေများများလုတ်ပြလို့ရှိရင်တွန်လိုင်းသမားတွေစိတ်သက်ကျသွားလိမ့်မယ်လို့သူတို့ကမျှော်လင့်နေတာပါအခုအိုထိန်ခွဲမှာကလေးငယ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်တာဟာဆစ်ရဆိုးမှုပါအလွန်ကြီးလေးတဲ့ဆစ်ရဆိုးမှုကြီးပါအခုတိုက်ခိုက်မှုဟာပစည်းကြီးတိုက်ခိုက်မှုနဲ့ထတ်တူနေပါလောက်ပြင်းထန်ပါတယ်လက်ရက်ကုန်းစာတင်ချောင်းကိုတိုက်ခိုက်မှုလို့ပဲအင်မတန်ရိုက်ဆိုင်ရုံပါပါတယ်အိုထိန်ခွဲတိုက်ခိုက်မှုဟာ ဇီကြီးနဲ့လက်ရက်ကုန်းကိုပေါင်းထားသလိုပါပဲဒုတိယဗဇီကြီးဒုတိယလက်ရက်ကုန်းလို့ပြောရင်မမှားပါဘူးမိုးကောင်းကင်ဘုံကနေပြီးတော့ခလေးလေးတွေကိုသေတံပေးသွားတဲ့လေတက်ကစစ်ဖို့တွေနေပြီးတော့အိမ်ကြီးအိမ်ကောင်းတွေမှာထိုင်ပြီးတော့ခလေးငယ်တွေကိုသေတံပေးနေတဲ့ဘိုးချုပ်ကြီးတွေအနေနဲ့အဲ့ဒါလိုအလားတူကံကြမ္မာမျိုးဟာတနေ့နေ့တစ်ချိန်ချိန်မှာသူတို့စီတပတ် ြန်ရောက်လာနိုင်တယ်ဆိုတာမျိုးသူတို့တသမီမြင့်မြင့်တွေအပေါ်မှာကြားရောက်လာနိုင်တယ်ဆိုတာမျိုးကို တွေးမှတွေးဘူးကြရလားမဆိုတတ်ပါဘူးခင်ဗျာ